စစ်ကောင်မရှင်ကဘာသာရေးအရာအရေးပါတဲ့နေကြီးရက်ကြီးအခါကြီးနေကြီးတွေကိုပါမရှောင်မြန်မာပြည်အနက်ဘုံကျဲတက်ဖြတ်နေမှုတွေကြောင့်ဒီနှစ်သတင်းကျလာပြည်နေမှာရခိုင်ပြည်တဝန်းကနှမေကြီးဖျားရီမှာဘုံအန်ဒီရေကိုကြောင်းလွန်ပြီးတော့ဖျားလာရောက်ပူးမြော်သူတွေကုသိုလ်ပြုသူတွေအလွန်နေပါနေတယ်လို့သိရပါတယ်ရခိုင်ပြည်ကြောက်တော်မြို့နယ်ကတကူကြီးမဟာမုနိဖျားမှာလဲတည်င်းကျွလာပြင်းနေဖျားဖူးလာရောက်သူအလွန်နေပါခဲ့တယ်လို့ ဟာမုနိအနီးနားမှာနေထိုင်တဲ့ဒေသခံတူကပြောပါရယ်။ကျောက်တော်မျိုးကမဟာမုနိရုပ်ပွားတော်ဟာ AD 1984ခုနှစ်ရခိုင်ပြည်ကိုဗမာဘုရင်ဘိုးတော်ဦးဝိုင်းကျူးကျော်ဝင်ရောက်ပြီးသိမ့်ပိုက်ခဲ့ပြီးတဲ့နောက်မန္တလေးအမေရပူရကိုယူဆောင်သွားခဲ့တဲ့မဟာမုနိဖရာရဲ့နေရာမှာရခိုင်ပြည်သူတွေကအစာထိုးကိုးကွယ်ထားတဲ့တကိုကြီးမဟာမုနိရုပ်ပွားတော်တစုဖြစ်ပြီးတော့အရင်ကဖရာပူရင်နဲ့အလွန်စီကားခဲ့တဲ့နေရာဖြစ်ပါရယ်။ ရခိုင်ပြည်ကနောက်ထပ်နာမည်ကြီးဖျားရီဖြစ်တဲ့ကျောက်တော်တောင်မြောက်ဦးဦးရတော်စီတီမင်းပြကျင်းတောင်ရန်ပြင်းနဲ့တန်တွေကဖျားပထုစီတီတွေမှာလဲဖျားပုသူတွေလာရောက်သူ အလွန်နေပါသွားတာဖြစ်ပါတယ်မြန်မာလေတပ်ဟာရခိုင်ပြည်မှာလူနေကြေးရွာရက်ွက်တွေကိုတာမကဘာသာရေးအရာအထွတ်အမြတ်ထားရာဖျားကြောင်းကန်ဇေယျပါမကျန်ဘုံကျွေးမှုတွေပြုလုပ်နေတာကြောင့်ပြည်သူတွေအကြမ်းမှာစိုးရင်ထိတ်လန့်မှုတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ် ဒါကြောင့်လူစုလူဝေးဖြစ်မဲ့နေရာတွေကိုအတက်နိုင်ဆုံးရှောင်ကြရဲလို့ရခိုင်ဒေသခံတွေကပြောဆိုကြပါရစေ။